မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ဘက်လေးကေကောမြို့တင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အမြောက်တပ်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်သား၄ဦးတေဆုံးပြီးတော်လိုင်းတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘားလာ၁၈ရက်နေ့မနက်၅နာရီအချိန်ကမှမြောက်ရီမြို့တောင်ဘက်လေးကေကောမြို့တင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စွဲတော်ဂုံးခေါ်လက်နက်ကြီးအထိုင်စခန်းကို KNL ပူပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအကြမ်းဖက်စစ်သား၄ဦးသေဆုံးပြီး၁၄ဦးဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်၁ဦးကြာဆုံးပြီးတော့၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စခန်းဟာအနီးနားပတ်ဝန်းကျင်ခြေရွာများကိုလက်နက်ကြီးနဲ့ပစ်ခတ်လေရှိပြီးတော့ တော်လိုင်းပူပေါက်တပ်ဖွဲ့ကလေးလခန့်အကြာဝင်းရပိတ်ဆို့ထားကအော်တိုဘားလ18ရက်နေ့မှာအပိသက်သိမ့်ပတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းတ်စစ်ကောင်းစီရဲ့တပ်အတွင်းက120မမစိန်ပြောင်းနှက်လက်120မမပြောင်းအထိုင်နှစ်ခု120မမဒေါက်သုံးခု120မမကြီး24လုံး60မမအထိုင်တစ်ခု120မမပြောင်းရှင်းတန်နှစ်ချောင်း60မမကြီး36လုံး0.5တလက်0.5ပြောင်းအပူတစ်ချောင်း0.5ကြီးအတောင့်တစ်ထောင် MA16 လက် MA33 လက် ် MA4 ပူတဲ့တလက်ပျက်စီး60မမပြောင်းရှိတစ်ချောင်းပျက်စီး 5.56G 2000ကန် RPG တလက်နာရို 7.62G 1500တောင်းတိုင်ပိုင်းနင်းပိုင်း10ခုစစ်သုံးမြေပုံတစ်ခုဂျမ်းမာ၄ခုတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းတိတ်တိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းစစ်ဒေသစစ်ဒေသခွဲအမှတ်3ဘျူဟာ32ကော့ဘရာစစ်ကြောင်း1ကော့ဘရာစစ်ကြောင်း2ချက်တဲ့နဲ့စစ်ကြောင်းဘျူဟာ31လက်အောက်ခံကြားယူစစ်ကြောင်းရောင်နီဒရုန်းအထုတပ်ဖွဲ့ Golden Eagle, KNU, KNL, Federal Wings, Justice Wings နဲ့ Fix Wings တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ပန်ဝါမြို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာညာတွင်ချင်းပဲတရုတ်ဘက်က KIA ထိန်းချုပ်နယ်မြေများနဲ့ဆက်ဆက်နေတဲ့နယ်စပ်ဂိတ်များကိုပိတ်ချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ17ရက်နေ့ည7:00နာရီအချိန်မှာကချင်ပြည်နယ် KIA ရဲ့ထိန်းချုပ်နယ်မြေမိုင်ဂျာယန်လိုင်ဇာနယ်မြေများနဲ့ထိစပ်လျက်ရှိတဲ့နံပါတ်လိုင်ဇာဂိတ်စီမားလိုင်စင်ဂိတ် ခါရှန်ဂိတ်များကိုတရုတ်ဘက်ကပိတ်သိမ်းလိုက်တယ်လို့သိရပါတယ်အကြောင်းပြချက်အနေနဲ့ဂိတ်တချို့ကိုပြန်လည်တင်ဆင်ခြင်းလုပ်ငန်းနဲ့စနစ်များအဆင့်မြင့်မယ်ဆိုပြီးတော့စာများထုတ်ပြန်ပြီးပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်ပြန်လည်ဖွင့်လှစ်မဲ့ရက်ကိုလည်းအတိအကျမသိရသေးဘူးလို့ပြောပါတယ် KIA က ဗမော်မြေကြီးနားကိုထိုးစစ်မစင်ဖို့ဖိအားပေးတဲ့အနေနဲ့တရုတ်ကဂိတ်တွေပိတ်တယ်လို့ပြောလို့ရတယ်ပိတ်တာကလိုင်ဇာနဲ့မာဂျန်ဘက်ကဂိတ်တွေကိုလည်းတရုတ်ဘက်ကပိတ်တယ်တိုက်ပွဲတွေရပ်ဖို့တရုတ်ကဖိအားပေးတဲ့သဘောနဲ့လာပိတ်တာနေမယ်လို့ကချင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်မကြသေးမီရပ်ပိုင်အတွင်းကလည်း KIA ခေါင်းဆောင်ဘိုင်းကတာဝန်ရှိသူတချို့ကိုတရုတ်ဘက်ကတွေ့ဆုံပြီးတော့တိုက်ပွဲနဲ့ထိုးစစ်များကိုရပ်တန့်ရန်ဖိအားပေးမှုများရှိခဲ့ကြောင်း KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အခုနှစ်မတ်လ9ရက်နေ့ကစပြီးတော့ဒီကနေ့ အော်တိုဘာလ19ရက်နေ့အထိကိုကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များကပူးပေါင်းဆစ်ဆင်ရေးနဲ့ထိုးစစ်များဆင်နွှဲနေပြီးတော့စစ်ကောင်စီရဲ့တပ်စခန်းပေါင်း200ကျော်နဲ့မြို့ပေါင်း14မြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာရှိတဲ့မန္တလေးလားရှိုးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွာလမ်းပိတ်ပြီးတော့မော်တော်ယာဉ်များကိုလှည့်ပြန်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့အော်တိုဘာလ19ရက်နေ့မနက်ပိုင်းကမန္တလေးမြို့ကနေနောင်ချိုကြောင်မဲတီဘောလားရှိုးမြို့အတက်ကားများကိုစစ်ကောင်စီအဖွဲ့ကပြင်းဦးလွေမြို့နယ်မြန်ကြီးခွေလမ်းပိုင်းကနေပြီးတော့လှည့်ပြန်ခိုင်းနေကြောင်းခီးသွားပြည်သူများကပြန်လည်ပြောပြခဲ့ပါတယ် ဒီနေ့မနက်ခင်းမှာနောင်ချိုအုံမတိလမ်းခွဲမှာထိတွေ့မှုဖြစ်လို့မန္တလေးကနေကြောင်မဲတီဘောလာရှိုအတက်ကားတွေပြန်လှည့်နေရတယ်လို့ရေမောင်းတို့ကပြောပါတယ်လူနာတင်ရင်များဖုန်ကြီးကားများပါပြန်လှည့်နေရပြီးတော့ပြင်းဦးလွင်မန္တလေးကားများကိုတော့ပြင်းဦးလွင်မြို့အထိတွာလာခွင့်ပြုထားကြောင်းနေကတချို့ကပြောပါတယ်နောင်ချိုပြင်းဦးလွင်ကြား30ဘတ်မှာတိုက်ပွဲဖြစ်နေပါတယ်လို့ ပြင်းလွယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်။လက်တလုံးမှာနောင်ချုံမြို့မှာစစ်တွေလိုင်းများဖြတ်တောက်ထားတဲ့အတွက်တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးတော့မသိရသေးကြောင်းအခြားဒေသရောက်နောင်ချုံမြို့ကန်တူကပြောပါတယ်။သို့တော်လည်းနောင်ချုံမြို့နယ်တောင်ခန့်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ကြားသိရကြောင်း၎င်းကပြောပါတယ်။ ဒီကနေ့မနက်9:15မိနစ်ခန့်ကလည်းနောင်ချုံမြို့ကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်ခဲ့ရာကလေးနှောင်းအပအဝင်တားဖတ်3ဦးတေဆုံးက3တန်ရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အော်တိုဘာလ18ရက်နေ့တရင်ကျွလာပြင်းလေးကလည်းနောင်ချုံမြို့ပေါ်နေရာတချို့ကိုဘုံကျဲတိုက်ခတ်ခဲ့ရာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်အတွင်းစားနယ်ရိတ်ခါပြတ်လတ်နေတဲ့ဇီးပြူဂုံပြူစောတိရွာကိုစစ်တပ်ကလေရင်နဲ့ရိတ်ခါနဲ့လက်နက်ခဲရအထုတ် 66ထုပ်ကိုကျဲချပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မနက်10:00နာရီခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့မိထီလာရှမ်းတဲ့လေတပ်က18လေးရင်နဲ့စားနယ်ရိခါပြက်လက်နေတဲ့ဇီးပြူကုန်းပြူစောတီရွာကိုရိခါနဲ့လက်နက်ခဲရအထုပ်66ထုပ်ကျဲချပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့လေရင်ပေါ်ကလာချပေးတာကိုထိုင်ကြည့်ရင်းနဲ့ရေတွက်နေတာကအထုပ်66ထုပ်လာချသွားတာ6ခေါက်လောက်ရွာပေါ်ကိုပတ်ဝဲပြီးတော့ချသွားတာအထုပ်တွေထဲမှာတော့ဘာတွေပါလဲတော့မသိဘူးရိခါနဲ့လက်နက်ကြီးစံတွေဖြစ်မယ်လို့တော့ထင်တယ်။ ဒီပစ္စည်းတွေကလွယ်ပြီးသူတို့ဘက်ကခြာပေးစရာမရှိဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဇီးလူကုန်းရွာမှာရှိတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိများဟာ2021 22 23ခုနှစ်များမှာလက်နက်အားကိုးပြီးတော့စစ်ကြောင်းထိုးကအနီးနားကကြေးရွာများရဲ့စားနပ်ရိက္ခာများအဖိုးတန်ရွှေနဲ့ငွေကြေးများကိုလူယူမှုများလှုပ်ဆောင်ခဲ့ပြီးတော့အခုနောက်ပိုင်းမှာမြေပြင်စစ်ကြောင်းထိုးတိုင်းဒေသကာကွယ်ရေးတပ်များနဲ့ထိပ်တွေ့တိုက်ပွဲဖြစ်ပြီးတော့အကြမ်းဆုံးများစွာနဲ့အချိန်ချင်းရှုံးနေနေတဲ့အတွက်ကြောင့် လေရင်နဲ့ရိတ်ခါပို့ဆောင်ရတဲ့အထီးကိုဖြစ်ပွားနေကြောင်းသိရပါတယ်ဒီကောင်လေးရိတ်ခါပြက်နေတာကြားပြီးရွာပြင်လဲမထွက်ရဲကြဘူးထွက်ရင်လဲအသေးပဲလေအခုလေလေရင်နဲ့ရိတ်ခါထောက်ဖို့ပေးနေရပြီလေရွာအတွင်းကပြူစောထိတဲ့အနေနဲ့ရွာထဲမှာအငတ်မခံပဲကျွန်တော်တို့စီမှာအညံ့ခံကြပါကျွန်တော်တို့ဘက်ကကောင်းကောင်းမွန်မွန်နဲ့ကြိုးစုံနေပါတယ်လို့ဒေသပြည်သူကာကွယ်အဖွဲ့ခေါင်းဆောင်တဦးကပြောဆိုထားပါတယ်အကြမ်းမဲ့စစ်တပ်ဘက်ကတော့ပလဲမြို့နယ်အတွင်းမှာရှိတဲ့အင်မတီပြူစောထိရွာကိုလည်းအခုလိုပဲလေရင်နဲ့ ်စက်တမလ26ရက်နေ့ကရိတ်ခါများကိုကြဲချပို့ဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်စဲမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးခိုင်းပြီးအမှုပွဲစားလုပ်နေသူတအုပ်ကိုပြစ်ခတ်တိုက်ခတ်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အော်တိုဘာလ16ရက်နေ့ည6:00နာရီကမှကြောက်စဲမြို့ပွတ်တန်ရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူများကိုအကြောင်းမဲ့ဖမ်းဆီးခိုင်းတဲ့ အမှုပွဲစား Cherry Win ကိုဒေသမြေအောက်တော်လိုင်းရေးအဖွဲ့ရဲဘော်များကပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့ Cherry Win ဟာစစ်မှုတမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ကြေးရွာအတွင်းမှာ PRP ချင်းချောက်ချင်းများစစ်တပ်နဲ့ပူးပေါင်းပြီးတော့အမှုပွဲစားလုပ်ချင်းများနဲ့အကြမ်းဖက်စစ်တပ်ရဲ့သံကောင်းစင်းကောက်ယူမှုများကိုနောက်ွယ်ကနေပံ့ပိုးပေးနေတဲ့သူတဦးဖြစ်တယ်လို့သိရပါတယ်။သူကအမှုပွဲစားစစ်တပ်နဲ့ပေါင်းပြီးတော့ဖမ်းဆီးတာတွေကိုနောက်ွယ်ကနေလုတ်တယ်ပြီးရင်အဖမ်းခံရတဲ့ပြည်သူတချို့ကသူ့စီကိုတွားပြီးတော့ပတ်စံပေးရတယ် လက်ရှိစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့သူကကြေးရွာအတွင်းမှာဖိအားပေးချင်းချောက်ဓာတ်တွေလည်းရှိတယ်လို့သိရတယ်။နောက်ပြီးတော့သကောင်စင်းကောက်ယူမှုတွေမှာလည်းနောက်ွယ်ကနေလုတ်ကင်ပေးနေတဲ့သူဆက်လက်ပြီးတော့ကြောက်ဆယ်မျိုးနဲ့အတွင်းကအကြမ်းဖက်မင်းအွန်လိုင်းအတွက်သကောင်စင်းကောက်ခံပေးနေတဲ့မြည်သူကိုမစိုးအလုံးနဲ့ပဲတတ်တည်ပြသွားပါမယ်လို့မြေအောက်တော်လိုင်းရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ အဲ့ဒီတိခတ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်အမှုပွဲစား Cherry Win ရဲ့ဖုန်းကိုမြေအောက်တော်လိုင်းအဖွဲ့ကရဲဘော်တအုပ်ကတင်းစီရရှိခဲ့ပြီးတော့မြို့နယ်မှုတိုင်းမှုနဲ့နေတိုင်းရဲများကိုတိုက်ရိုက်ဆက်သွယ်ထားတဲ့ဖုန်းပြောဆိုမှုများကိုလည်းစီစစ်တွေ့ရှိခဲ့ရတယ်လို့မြေအောက်တော်လိုင်းအဖွဲ့ကတာဝန်ရှိသူတအုပ်ကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတော်ဝမ်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးမြို့တွေကိုလက်လွတ်ဆုံးရှုံးနေရတဲ့အချိန်မှာပဲ ်စစ်အင်အားပြက်လဲဖြည့်တင်းမှုအတွက်စစ်မှုထမ်းတင်တန်းအပတ်စဉ်6တင်တန်းကိုခေါ်ယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်မှုထမ်းအပတ်စဉ်6တင်တန်းတက်ရောက်မဲ့ တင်နန်းသားတွေကိုတပ်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့တင်နန်းကြောင်းအသီးသီးကဂုံပြုတ်ကြိုးဆိုကြောင်းစစ်ကောင်စီတပ်ကိုထောက်ခံတဲ့ Telegram စာမျက်နှာတွေမှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာအပတ်စဉ်6စစ်မှုတန်းတင်နန်းအတွက်ကလေးမျိုးရေနံကြောင်းမျိုးစတဲ့မြို့နယ်တချို့ကဒေသခံလူငယ်တွေကိုဖမ်းဆီးပြီးတော့အတင်းအဓမ္မလူသစ်စုဆောင်းသွားတယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲတွေပြင်းထန်နေချိန်မှာစစ်ကောင်စီဘက်ကတပ်သားသေဆုံးမှုများပြားတာကြောင့်လူသစ်စုဆောင်းပြီးစစ်တင်နန်းပေးနေတာလို့ပြည်သူ့ကာကွယ်တပ်ဖွဲ့မန္တလေးရဲ့ပြောခွင့်ရသူကိုအော်စမွန်က ပြောကြားထားပါတယ်။ စစ်ကောင်စီအနေနဲ့တပ်ဖွဲ့ဝင်အင်အားအလုံးစုံယောနေနေပြီးလက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒေသအသီးသီးမှာစစ်ရေးအရာအရေးမတားမှုတွေဖြစ်နေပါတယ်ထိခိုက်ကြဆုံးများပြားတာတွေရှိသလိုထွက်ပြေးတဲ့တပ်ပြေးတွေလည်းများနေတယ် ဒါကဒေတာတိုင်းမှာဖြစ်နေတဲ့အခြေအနေပါရှိတဲ့တပ်ဖွဲ့ဝင်တွေကလည်းတိုက်လို့ခိုက်လို့ယော်နေနေပြီးတော့အလွယ်တကူစက်ခန်းကိုဆွန့်ခွာတာအလန့်ဖြူထောင်းတာမျိုးတွေလည်းတွေ့လာရတယ်။ဒါကြောင့်တို့အနေနဲ့တိုက်အင်အားပြန်ဖြည့်ဖို့ရတဲ့နီးလန်းနဲ့စူးစမ်းနေတာမျိုးဖြစ်မယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်လို့ပြောဆိုထားပါတယ်။စစ်မှုထမ်းတင်တဲ့အပတ်စဉ်6အတွက်တိုက်ရောက်မဲ့တင်တန်းသားအရေးအတွက်ကိုတော့စစ်ကောင်စီဘက်ကထုတ်ပြန်ထားတာမရှိပါဘူး။စစ်ကောင်စီရဲ့ပြောခွင့်ရ ဇော်မဲလုံးကတော့အမတ်စင်တစ်ခုကိုလူ9000နှုန်းနဲ့တစ်နှစ်ကိုအင်အား9000နှုန်းခေါ်ယူသွားမယ်လို့အခုနှစ်ဖေဖော်ဝါရီလထဲမှာစစ်ကောင်စီရဲ့မီဒီယာတွေကနေတဆင့်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ